ီတီပေါ့နော်ကျွန်တော်ဆိုရင်ဒါတားလေးမြောက်သူတို့ကိုရင်အဖြစ်နဲ့တွေ့ရတဲ့အချိန်မှာကြည်နူးရပါဘောနော်ဒါကျွန်တော်တို့ပြောပြမိဘများရဲ့အဲတောင်းသားပါအောင်နော်တွေ့ရတဲ့အချိန်မှာတကယ်ကိုကြည်နူးရတာကိုကငငယ်ကဒီလိုပဲကြားဘူးတယ်တွေ့ဘူးတယ်ရုပ်ရှင်ထဲမှာကြည်ဘူးတယ်ဒါပေမဲ့ကိုကအပြင်မှာတကယ်လက်တွေ့ကိုတားလေးကိုနော်ပင်ငန်းနဲ့တွေ့ရတဲ့ခါကျတော့တကယ်ကိုစိတ်ချမ်းမြေ့ပြီးတော့ကြည်နူးရပါအဲသူတို့ကပူဇာလားသူတို့ကအဲဒီတစ်ခေါက်ကကျတော့သူတို့ကပူဇာလားသူတို့ဝစ်ချင်တယ်ဆိုပြီးတော့ဒီဖေး အရင်နှစ်တွေဆိုလို့ရှိရင်ကျွန်တော်မအားတာနဲ့ပေါ့နောက်ပြီးတော့သူသူတို့ကဒီချောင်းပိတ်တာနဲ့ကျွန်တော်မအားတဲ့ရက်တွေနဲ့ကသွားသွားတိုက်တာပေါ့တိုက်ဆန်တော့ဒီတစ်ခေါက်တော့ကျွန်တော်လည်းရက် အားတာနဲ့ဒါသူတို့ကလည်းအဲ့လိုအားချင်းပေါ့ဟိုဟိုဖေဖေဘယ်နေ့သူတို့ချောင်းလေးရက်ပိတ်တယ်ပေါ့အဲ့ဒါဖေဖေသူတို့ကိုယ်ဝင်ဝတ်ချင်လို့စီစဉ်ပေးပါဆိုပြီးတော့ဝတ်ပေးလိုက်တာပါဒါပေမဲ့ခုနကလည်းသူတို့က3ရက်ဝတ်မယ်ဆိုပြီးတော့9ရက်ဝတ်ဖြစ်သွားတာပေါ့နော်အဲ Lady Grace ကကြတော့ကျွန်တော်ကဟိုကိုမျိုးတို့မန္တန်တို့တွေကအာညီကောင်မတော်လည်းပဲခင်မင်ကြတယ်ပေါ့နော်ပြီးတော့ဒီ Lady Grace နဲ့ပတ်သက်တဲ့ အချင်းတွေလည်းကျွန်တော်ကဖန်တီးပေးရပါတော့เนาะဒါကြောင့်ဒီနေ့ဒါပြီးတော့ကိုမျိုးတို့မန္တန်တို့ရဲ့ဒါချီနူးပေးရအလှူကိုဒါအရောက်လာခဲ့တာအားကြောင့်เนาะတွင်နေမှာအပါ100ကျော်တယ်လေ100ကျော်တယ်ဆိုတော့ပြီးတော့ကိုမျိုးတို့မန္တန်တို့အလှူဆိုရင်အရန်ဒါအလှူတာဒီဒီအလှူမရဘူးသူတော်တော်အလှူနဲ့ဘယ်များလက်နဲ့မကွာဘူးပေါ့เนาะအလှူရေးဆက်လက်နဲ့မကွာဘူးပေါ့เนาะအလှူတန်းနေအများတန်းလုပ်တဲ့ဒါကျွန်တော်ဟိုကိုမျိုးနဲ့မန္တန်တို့ဇုံတွေက ပြန်ဟိုတာတုခေါ်ပါတယ်ကွာ PT ပေါ့နော်ကျွန်တော်ဆိုရင်ဒါတားလေးနှစ်ယောက်သူတို့ကိုရင်အဖြစ်နဲ့တွေ့ရတဲ့အချိန်မှာကြည်နူးတာပေါ့နော်ဒါကျွန်တော်တို့ပြောပြမိဘများရဲ့အဲတောင်းသားပါအောင်နော်တွေ့ရတဲ့အချိန်မှာတကယ်ကိုကြည်နူးရတာကိုကငငယ်တော့ဒီလိုပဲကြားဘူးတယ်တွေ့ဘူးတယ်ရုပ်ရှင်ထဲမှာကြည်ဘူးတယ်ဒါပေမဲ့ကိုကအပြင်မှာတကယ်လက်တွေ့ကိုတားလေးကိုနော်ပင်ငန်းနဲ့တွေ့ရတဲ့အခါကျတော့တကယ်ကိုစိတ်ချမ်းမြေ့ပြီးတော့ကြည်နူးရပါငငယ်ကဆိုလို့ရှိရင်တော့ခဏလိုပေါ့ဟိုပင်နဲ့မိကကျွန်တော် အဲ၈နှစ်သားလောက်ကပေါ့နော်ဒါပြည်မြို့မှာသွားပြီးတော့ဝေပုံလအကြောင်းမှာသွားပြီးဝတ်ခဲ့တာပတိရအဲတော့ရှင်နှောင်းတွေပါလှည့်တာပေါ့နော်အဲရှင်နှောင်းတွေလှည့်ပြီးတော့ကျွန်တော်တို့ညီကိုနှစ်ယောက်ကိုအဲလေးလည်းပြန်တတိရပါတယ်အခုတော့ကိုကတော့ကိုအဖေနေရာရောက်သွားပြီအဲသူတို့ကပူဇော်လားသူတို့ကအဲဒီတစ်ခေါက်ကကျတော့သူတို့ကပူဇော်လားသူတို့ဝစ်ချင်တယ်ဆိုပြီးတော့ဒီဖေးအရင်နှစ်တည်းဆိုလို့ရှိရင်ကျွန်တော်မအားရတာနဲ့ပေါ့နောက်ပြီးတော့သူသူတို့ကဒီ ချောင်းပိတ်တာနဲ့ကျွန်တော်မအားတဲ့ရက်တွေနဲ့တော့တော်တိုက်တာပေါ့တိုက်စံတော့ဒီတစ်ခေါက်တော့ကျွန်တော်လည်းရက်အားတာနဲ့ဒါသူတို့ကလည်းအဲ့လိုအားချင်းပေါ့ဟိုဟိုဖေဖေဘယ်နေ့သူတို့ချောင်းလေးရက်ပိတ်တယ်ပေါ့အဲ့ဒါဖေဖေသူတို့ကိုယ်ဝင်ချင်လို့စီစဉ်ပေးပါဆိုပြီးတော့ဝင်ပေးလိုက်တာပါဒါမဲ့ခုနကလည်းသူတို့ကတော့၃ရက်ဝင်မယ်ဆိုပြီးတော့၅ရက်ဝင်ဖြစ်သွားတာပေါ့နော်အာအရန်ချီနေတာပေါ့နော်ဘူးဆိုလို့ရှိရင်ဒါဒီနေ့ဆိုလေတအားကိုချီနေတာဘာလို့ဆိုတော့တော်ဒါကျွန်တော်လိုပဲမိဘပေါင်းများစွာရဲ့နော်ပီတိတွေကိုမြင်နေရအရန်ချီနေဖို့ကောင်းပါ အဲအခုလက်တလောတော့ဟိုပါလက်တလောတော့ထွက်ဖို့တော့မရှိသေးပါဘူးတချင်းတွေလောက်ထားရတယ်လို့ရှိပါတယ်ဟုတ်နော်အဲထွက်ပဲခါကြလို့ရှိရင်လည်းကျွန်တော်အားလုံးအတိပေးပါမယ်ကိုကအဖေဖြစ်သွားတယ်ပြီးတော့ဒီလိုမျိုးအတွေ့အကြုံတစ်ခါမှမရှိဘူးမရှိဘူးဆိုတာအခုဆိုရင်ကျွန်တော်တားလေးမြောက်မွေးထားတာပေါ့နော်တားလေးမြောက်မွေးထားတဲ့အတွက်ကြောင့်ဒါအခုမှဒီခွင့်ရင်းကိုရရတယ်ပေါ့နော်ပြီးတော့ဟိုအိုင်ဒီယာဆိုလို့ရှိရင်အန်တီမိုင်ပေါ့အန်တီမိုင်ကလည်းအဲကိုနဲ့အတူတူလိုက်ပြီးတော့တားလေးဆန်ချတဲ့အခါမှာသူလည်း ပါတယ်ပေါ့သူအန်ဒီကလည်းဒါသူ့ရဲ့ PT သူလည်း PT ဖြစ်ရတယ်အန်ဒီကလည်းတားလေးရှိခဲ့ပြီပေါ့နော်တားလေးအနိတားလေးကတော့အဲတချင်ရဆုံးသွားခဲ့ပေါ့နော်အဲ့ဒါလေးအကြောင်းလေးလည်းပြန်ပြောပြရင်လည်းအဲသူလည်းအကူနဲ့ထက်တူပေါ့တားလေးတွေကိုရှင်းပြပေးရတဲ့အတွက်ဂျီနု PT ဖြစ်ရတဲ့အကြောင်းလေးပေါ့ဒါလေးတွေတိစားလေးရှင်းပြတာအဒီအတွက်လည်းကိုထက်တူခံစားရတယ်။တာလေးတွေကပဲကိုကသူတို့ကတောင်းဆိုလာတော့တောင်းဆိုလာတဲ့အချိန်မှာကိုကလည်းချက်ချင်းလိုပေးပြတဲ့အတွက်ကြောင့်အဲ့ဒါလေးတော့ကြည်နူးပါပဲ။သူတို့လည်းစိတ်ချမ်းသာတယ်ကိုလည်းစိတ်ကြည်နူးတယ်ဆိုတော့ဒီနှစ်ခုက သွားပြီးတော့เนาะတိုက်ဆိုင်တယ်ပြီးတော့လည်းဟိုနောက်တောင်လေးပေါ့เนาะကိုကဒီလိုမျိုးသူတို့သူတို့ကလည်းလူလူလလရှိရဲ့ကြွတော့နောက်နှစ်တည်းဆိုလို့ရှိရင်အဆင်ပြေပြီလို့ပေါ့เนาะဒါသူတို့ခွင့်ရပြင်ပြီလို့ကိုသူတို့ဒါကိုရင်ဝတ်တာတို့เนาะဒါနည်းနည်းအသက်ရွယ်ရလာလို့ဒါယဟန်ဝတ်တာတို့ပါဆိုတော့ကိုကစီစဉ်ပေးမှာပါရှိတာပေါ့နော်ရှိတာပေါ့ဒါပြီးတော့အကူကနည်းနည်းအချိန်တစ်ခုပေါ့နော်ဘာလို့ဆိုတော့ဟိုအိမ်မှာကျတော့လေလူဆောင်ကနော်ကို့အမေကနေမကောင်းလေနေမကောင်းတဲ့ခါကျတော့အိမ်မှာလည်းလူဆောင်ရှိဖို့လိုတဲ့ခါကျတော့ ဒါကြောင့်ตาလေးတွေကိုအရင်ဝေပေးဒါမဲ့လည်းသူတို့ဝေပေးမယ်နေ့တိုင်းတော်တော်ကြည့်ရတယ်ကိုမျိုးတို့မန်နန်တို့တော့ဒီ lady grace ပေးသားစုကဒါကျွန်တော်အခုမြင်တွေ့ရအများကြီးပေါ့နော်အလူရေဆက်လက်နဲ့မကွာပဲအများကြီးအလူနဲ့ပတ်သက်ရင်နော်ဘတော်မှလက်မတွန်းအကျေလှူတဲ့လှူကြတာတွေ့ရအတွက်အရန်ချီလိုပါတယ်ပြီးတော့ကိုယ်တငယ်ချင်းတွေဖြစ်တဲ့အတွက်ကြောင့်အဲသူတို့ဒီလိုမျိုးအောင်မြင်လာတယ်နော်ဒီလိုမျိုးအလူတန်းတွေအတွက်လည်းတကယ်တာဓုခေါ်ပါတယ်